review question တွေကနံပါတ်2ပုံစံလေးကိုကြည့်အောင် evo is way with costa angular acceleration ဘောလုံးတစ်လုံးကိုတဲ့ဘာလို့လဲမသိလို့ရှိရင်လှဲ့လိုက်နော်ဘောလုံးတစ်လုံးကိုလှဲ့လိုက်မယ် with costa angular acceleration ကိန်းဒီတောင်ကြောင်းအရှိန်တစ်ခုနဲ့လှဲ့လိုက် from grid ဆိုတာကဘာဖြစ်လဲသူကြီးရက်နေရာမှလှဲ့လိုက်ရက်နေရာဆိုလို့ရှိရင်တန်ဖိုးကဘာလဲ omega not 0 0နော် ဇီရိုးလို့ပဲမှတ်ထားလိုက်အောင်နော်ဆရာတို့လဲနေရင်းနဲ့ရက်သွားတာလားဒါမှမဟုတ်ရှင်ရက်နေရင်းကနေပြီးတော့စလေတာလားဆိုတော့အချက်တည်းပါအခုကဘာဖြစ်လဲသူတို့ရှင်အခုကတော့ရက်နေရင်းနဲ့ပါစနော်ရက်နေရင်းနဲ့မှ it attained an angular velocity of 25 radian per second တောင်ပြောင်းအလျင်25 radian per second ကိုရောက်ရှိသွား after traversing an angular displacement of 41 radian တောင်ပြောင်းအရွေ41 radian ကိုရောက်သွားတဲ့အခါ41 radian ကိုရောက်သွားတဲ့အခါမှာတဲ့ angular velocity ကဘယ်လောက်ဖြစ်သွားမလဲဆိုရင်25 radian ပါ second ဖြစ်သွားမယ်ဆိုလို့ရှိရင်တဲ့ what is angular acceleration of the ball အဲ့ဘောလုံးရဲ့တောင်ပြောင်းအရှိန်ကိုဘာလို့ပြရမလဲဆိုရင်ရှာပြဟုတ်ပြီပြန်လုပ်ကြမယ် if ball is weak ဘောလုံးတစ်လုံးကိုလှည့်လိုက်မယ် with coaster angular acceleration from rest ရန်နာနေရာမှာဆိုတော့ဒီကောင်က omega နော်ရဲ့တန်ဖိုးကဘာဖြစ်မလဲ0 it attained an angular velocity of 25 radian per second angular velocity of 25 radian per second ဆိုတော့ကဒီကောင်ကဘာရဲ့တန်ဖိုးလဲဆိုရင် omega ရဲ့တန်ဖိုး after traversing an angular displacement of 41 radian ဆိုတာက ။ဘာရဲ့တန်ဖိုးလဲဆိုရင်တီတာရဲ့တန်ဖိုး။ဆရာတို့ရှာပြရမှာ what is angular acceleration ဆိုတော့ဆရာတို့ဘာကိုရှာပြမလဲ။ alpha alpha ကိုရှာပြ။ဟုတ်ပြီ။ torus ဆိုတဲ့အတွက်ကြောင့်လို့ဘာတန်ဖိုးလဲ omega naught က zero ။ဘာဖြစ်လို့လဲဆိုတော့ rest rest ရက်နေတယ်။ angular velocity က25 radian per second radian per second ဆိုတာက omega omega ရဲ့တန်ဖိုး25 radian per second angular displacement of 41 radian angular displacement ဖြစ်တဲ့အတွက်ကြောင့်လို့ theta equal to 41 radian ကျွန်တော်ရှာပြရမှာက what is angular acceleration ဆိုတော့ဘာကိုရှာပြလဲ alpha alpha ကိုရှာပြ Okay အဲ့တော့ဆရာတို့ဘယ် formula နဲ့တွက်ရလဲအစစ်ပြ alpha ကိုရှာမယ်ဆိုတော့ alpha ပါမယ်အဲ့တော့ဘယ်ကောင်နဲ့တွက်လို့ရှိရင်အားလုံးနဲ့အစဉ်ပြေမယ်ဆို omega squared equal to omega not square plus 2 alpha beta ဒီကောင်လည်းတွက်လိုက်လို့ရှိရင်အကုန်လုံးပါတယ် alpha တစ်ခုပဲပါဟုတ်လားအဲ့တော့ကြည့်ရအောင် omega squared equal to omega not square plus 2 alpha beta omega squared ကဘယ်လိုလဲဆိုရင် magnitude squared omega not square ဘယ်လိုလဲဆိုရင် u squared 0ပေါ့ဟုတ်လား2 into alpha ကဘာလို့ရအောင်လဲဆိုရှားမှာ ီတာက41အဲ့တော့ဆရာတို့0နဲ့ဒီကောင်လည်းပေါင်းတော့ဒီကောင်ပေါ့ဟုတ်လား alpha လို့ကျင်း2နဲ့41လေးရဒီဘက်ကိုပါသွားလို့လားစားသွားစားလိုက်ပါဘူးအဲ့တော့ alpha equal to 25 square ဆိုတော့625 41နဲ့လီဆိုတော့က82 625ကိုဆရာတို့ဘာနဲ့စားလိုက်လို့ဆိုရင်82နဲ့စားလိုက် Seven points, c'est tout. Seven points, c'est point square. Et ça, uh -huh. a à okay. e la Efficace e so. so C'est စကိတ်စီးတဲ့သူတယောက်ပါ is Hollywood and angular velocity of 15 radian per second angular velocity 15 radian per second เนี่ยบาเปล่าสู้ๆ span เนี่ยสอแห่ไล่เนาะสเกลซีเรียลดูเดียวมา angular velocity 15 radian per second เนี่ยแห่ไล่ she then can to stop over a brief period time โอไวบรีพีเรียดออฟไทม์အချိန်ခဏလေးပြီးပါမယ်သူကဘာပြောဆိုလဲ stop ဇက်လိုက်သူက angular velocity 15 radian per second နဲ့လှည့်ပြီးတော့အချိန်ခဏလေးအတွင်းပါပဲသူက stop ဇက်လိုက် during this time အဲ့ဒီအချိန်မှာ har angular displacement in 5.1 radian angular displacement တောင်ပြောင်းရွေးတာတော့5.1 ဝေရန်ရှိတယ်အရှူမင်ကွန်စတန့်အန်ဂူလာအဆယ်ရေရှင်းကွန်စတန့်အန်ဂူလာအဆယ်ရေရှင်းရှိတယ်လို့အရှူမင်ယူဆထားမယ်ဖိုင်နံပါတ်1ကဟာအန်ဂူလာအဆယ်ရေရှင်းအန်ဂူလာအဆယ်ရေရှင်းကိုရှာမယ်ဟမ်နံပါတ်2က the time you wish she comes to rap သူမရနာဖို့ the time ကြာတဲ့အချိန်ဘာလို့လဲဆိုတော့ဒါကတော့ ကိတ်မဲ့သူကစတေစီးတဲ့သူသူကအန်ကူလာဗရော့စတီရော15ရေဒီယံပါစကတ်တောင်ပြောင်းအဲ့လီ15ရေဒီယံပါစကတ်နဲ့လက်ဒီကောင်ကအိုမီဂါတန်ဘူလာအိုမီဂါနော့တန်ဘူဘာဖြစ်လဲဆိုရင်15ရေဒီယံပါစကတ်နဲ့ဘာဖြစ်လဲဆိုရင်လှည့်တဲ့အတွက်ကြောင့်ပထမဦးလို့စအဲ့ကောင်အဲ့ရရှိအဲ့အလီနဲ့ဘာဖြစ်လဲနော်သူကလှည့်လိုက် အဲ့ချိန်နဲ့ तू ကလှဲတဲ့အတွက်ကြောင့်ဒီကောင်ကအိုမီဂါနော့ရယ်ပါပဲလို့ဆိုရင်တက်ကိုအဲ့လိုလှဲနေရင်တွင်းနဲ့ကရှီတန်းကန်2ရဲ့ stop ဒီမှာကဘာရဲ့ free period အတိုင်းအချိန်ခဏလေးတွေးပါမယ်ဒီမှာ stop ရက်သွားရက်သွားတယ်ဆိုတော့လှဲ့ပြီးတော့အလင်း50 radian ပါ second နဲ့လှဲ့ပြီးတော့မှ तू ကရက်သွားတယ်ဆိုရက်သွားတယ်ဆိုဒီကောင်ကဘာရဲ့တန်ပို့ omega omega ရဲ့တန်ပို့ဟုတ်ပြီ angular displacement is 5.1 radian ဆိုတော့ဘာတန်ဖိုးလဲ theta theta ရဲ့တန်ဖိုးကျွန်တော်တို့ရှာပြရမှာက alpha ဒီတော့ရေးလိုက်မယ်နော်ကျွန်တော်ပြမယ်စကိတ်မယ်တူပါ angular velocity 15 radian per second နဲ့ဘာဖြစ်လဲဆိုရင်လှက်လှဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကစာဦးအလေ omega not omega not equal to 15 radian per second အချိန်လေးကသူမှပဲသူမှရက်သွားရက်သွားတယ်ဆိုတော့နောက်ဆုံးလေ final angle velocity အဲ့တော့ omega ကဘယ်လောက်လဲဆို0ဘာဖြစ်လို့လဲဆိုတော့ stop ရက်သွားတယ်ဟုတ်တော့ angular displacement 5.1 radian angular displacement ဆိုတော့ theta equal to 5.1 radian ဟုတ်ပြီ number 5 number 1 angular acceleration ကိုရှာမယ်ဆိုတော့ number 1ကဘာကိုရှာမယ်ဆိုရင် alpha ကိုရှာမယ်ရှာကဲအဲ့တော့ကျွန်တော် alpha ကိုရှာမယ်ဟဲ့ပုံမှန်ရှာနေကြ alpha လေး alpha equal to omega minus omega not ပါ t နဲ့ရှာဖို့အတွက် t ရှိလို့မရှိပါဘူးမရှိဘူးမရှိဘူးဆိုရင် alpha ပါမဲ့ပုံလို့နောက်တစ်ခုကြည့်ပါ omega square equal to omega not square plus 2 alpha တိတာတိတာ အဲ့တော့ omega square equal to omega naught square plus 2 fr theta ဆိုရအောင်လေးဆိုင်။ omega square က0 square 0 omega naught square က15 square plus 2 into alpha ကဆရာလို့ရှာမှာ theta ကဘယ်လောက်လဲဆို5.1 point 1အဲ့တော့ဒီသားကြီး15နှစ်ချက်ဒီဘက်ကိုလာရင်ဘာဖြစ်သွားမလဲ?အနှုတ်အနှုတ်အနှုတ်ဖြစ်သွားမယ်နော်ဟုတ် အဲ့တော့အနှုတ်ပြစ်သွားလို့ရှိရင် alpha အတံဘောကဘာနဲ့ထွက်မှာအနှုတ်နဲ့ထွက်အနှုတ်နဲ့ထွက်မယ်ဆိုတာတွက်လို့လည်းအနှုတ်နဲ့ထွက်မယ်ဘာဖြစ်လို့လဲဆိုတော့ဆရာတို့50 radian per second အချိန်နဲ့နော်အလင်းနဲ့ရွေးနေရနေပြီးရက်သွားတဲ့အတွက်ကြောင့်ဒါဆုတ်ရှိန်လို့ပေါ့ဘာဖြစ်လဲဆိုရင်အနှုတ်နဲ့ပဲဘာဖြစ်လဲဆိုရင်ဒါလည်းဒါလည်းပါအဲ့ဒါဆိုရင်ဆရာတို့ alpha လေးကိုရေးလိုက်မယ်ဒီက50 square ဒီဘက်ရောက်သွားတော့ mind နဲ့ပြန်ထားဟုတ်လား15 95 95 25အဲ့တော့2ရေးပြီး ခိုင်ခွားဝါနဲ့ဆက်လို့ဘာလို့လဲစားလိုက်ကစားခကြည့်ကြတာနဲ့တော့22.05 22.05 05ဆိုလို့ရင်5ကဲ့တော့မပါရှိသေးတယ်ကြည့်တော့အဲ့ဟဲ့22.058ဆိုတော့ဆရာတို့ပါကြီးလိုက်22.06ဆိုပြန်ဟာအဲ့ဒါဆိုရင် alpha ရဲ့ unit ကဒီမှာပါရှိနေဆိုရင် radian ဆိုတော့ radian per second second square minus minus ဒီမှာဒါတော့မပြည့်လဲဆိုလို့ရှိရင် minus minus အတန်းချူရင်ခုရှိကမ်းပြူတယ်သူကရနာကိုကြားတဲ့အချိန်ကိုမလုပ်နဲ့ဆိုရင်ရှာနံပါတ်2ကကြားချိန်ကိုရှာမှာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ဘာကိုရှာလဲဆိုရင် TU ရှာမယ်ကဲအဲ့တော့ TU ရှာမယ်ဆိုတော့ဆရာတို့ဘယ်ဘယ်ပေါ်မူလာလေးနဲ့ရှာမယ် TU ရှာမယ်ဆိုရင် T ပါတဲ့ပေါ်မူလာဖြစ်ဖို့ရတယ်ဘယ်ရလဲရှာရရမလဲ ့ omega minus omega naught ပါ t နဲ့ပါလောက်လာဆိုဆိုရှာ alpha equal to omega minus omega naught ပါဟုတ်ပြီ alpha ကဘယ်လောက်လဲဆိုရင်အဲ့တော့ theology alpha တွေကပါဘာလာလို့စားမယ်စားလိုက်မယ်မစားရင်ဒီတိုင်းရေးလိုက်အောင်မယ် alpha က22.06 22.06 omega ကဘယ်လောက်လဲဆိုရင် omega က0 minus minus

0.68 DA unit ကဘာဖြစ်လဲ second second နံပါတ်5 the angular velocity of a rotating rigid body rigid body ဆိုတော့ခက်မှောင်ဝိတုတစ်ခုရဲ့နော်လဲပတ်နေတဲ့ angular velocity က increase တိုးသွားတယ် from 500 rpm ကနေပြီးတော့2 1500 RPM ကိုဗာပြလဲဆိုရင်2တော့ RPM revolution per minute revolution per second radian per second လေးဆိုတာဘဲကောင်းနေရဲ့တန်ဖိုးတွေလဲဆိုလို့ရှိရင် omega လို့ omega naught ဒီကောင် omega bar လို့ဒီကောင်တွေရဲ့တန်ဟုတ်လားအခုဆရာတို့500 revolution per minute ကနေပြီးတော့1500 revolution per minute ကို2သွားတယ်ဒီကောင်းနေစပြီးတော့ကောင်းကိုသုံးသွားတယ်ဟုတ်လားအဲ့တော့ fight and revolution ပါ minute ဆိုတာဗာတန်ဘူး omega เนาะ omega เนาะတန် fire and revolution ပါ minute ဒီကောင်က omega ရဲ့တန်ကို fifteen hundred revolution ပါ in 2 minute 2 minute အတွင်းမှာတိုးသွားတယ်ဆို2 minute ဆိုတာဗာတန်ဘူးလဲဆရာ minute ဆိုတာ minute to second လို့ဆိုတာဗာတန်ဘူးလဲတီတန်ဘူးတီတန်ဘူး တီကွဲသူဆယ်မီနစ်နမဝါ why the angular acceleration of the body အဲ့ဒီ body ရဲ့ angular acceleration ကိုရှာပါဆိုဆရာတို့ပါရှာအဲ့ပါအဲ့ပါကိုမလုပ်လို့ဆိုလို့ရှိရင်ရှာနမဝါကြည့်အောင်ဆက် obigan တော့ကို500 rpm နဲ့ပေးထားတယ်500 revolution per minute နဲ့ဘာဖြစ်လို့ပေးထားတယ် ဲ့တော့ reproduction ပါ minute ကိုဆရာတို့က radian ပါ second ကိုဘာလို့ပြရမလဲဆိုရင်ကြောင်းပြရမယ်ဟုတ်လားအဲ့တော့ဆရာတို့ five hundred revolution ကနေပြီးတော့ five hundred radian ကိုကြောင်းမယ်ဆိုရင်ဘာနဲ့ကြောင်းမယ်ဆိုလို့ရှိရင်ဒူးပါနဲ့ကြောင်းပြရဟုတ်ပြီနော်ပါမိနစ်ကနေပြီးတော့ပါ second ကိုကြောင်းမယ်ဆိုရင် second ကို minute ကနေ second ကိုကြောင်းမယ်ဆိုရင်ဘာနဲ့ စားပြီးရမယ်ဆိုရင်60နဲ့စားပြီးရစက္ကန့်ပေါ်တိုင်းပါစက္ကန့်ဟုတ်လား fire အတွက် revolution ကို2ဘိုင်နဲ့မျှလို့ရှိရင်မရမယ်ဆိုလို့ရှိရင် radian ရမယ်60နဲ့စက္ကန့်နဲ့စားတော့စက္ကန့်ပေါ်တိုင်းတက်လိုက်တော့ radian ပါစက္ကန့်ရဟားလေဟားလေမနော်အဲ့တော့ revolution မှာ minute ကနေပြီးတော့ radian မှာစက္ကန့်ကိုပြောင်းမယ်ဆိုရင်2.5 60ကြာပါလေလောက်လေပြောင်းမယ်ဟုတ်အဲ့တော့ဒီမှာဆရာတို့ 他看了，写下来，哎哟，写了。巴黎个天平你写没写了？他唱舞跳什么呢？他放着咯，他要唱什么？他要唱什么？Sixteen point six seven，sixteen point six seven million。啊，sorry，百百欧天平写没有？百 million 百。 second ကနားလေနားလေပါဟုတ်ပြီ1500 revolution per minute ကနေပြီးတော့ radian per second ကိုကြောင်းတယ်နားလည်းတခါထပ်ကြည့်တယ်1500 revolution ကနေပြီးတော့ radian ကြောင်းမဲ့ဆိုရင်ဘာနဲ့ကြောင်းလဲဆိုရင်2ပိုင်းနဲ့ကြောင်းတယ် minute ကနေပြီးတော့ second ကိုကြောင်းမဲ့ဆိုရင်ဘာဘာနဲ့စားလို့ဆိုရင်60နဲ့စားမယ်အဲ့ဒါဆိုရင် radian per second ဖြစ်သွားတယ်အဲ့တော့ဒီအောင်လားတဲ့ကို3နဲ့စားလား ်တော့ဗာ50ကို3နဲ့စားလိုက်တော့ဗာဘာရမလဲ50 15 by by radian per second second ဟုတ်လားအခု minute မိနစ်တရားလေးပြီးတော့ဆရာတို့စက္ကန့်လေးပြောင်းတယ်စက္ကန့်ကိုမဘာလို့ပြရမလဲလေကြောင်းပြရမိနစ်ကနေပြီးတော့စက္ကန့်ကိုပြောင်းမယ်ဆိုရင်60နဲ့ပါလို့ညညပါနော် ဘုန်းကြီးကဟိုဆရာတို့ပါမီနစ်ကနေပြောလို့နော်60နဲ့ဘာလို့တိုက်ဆိုရင်စာဟာ60စက္ကန့်နဲ့ဘာလို့တိုက်ဆိုရင်စာလိုက်တာဒါကြောင့်ဘုန်းကြီးတို့အပေါ်တက်တဲ့ခါမှာဘာဖြစ်အတိတ်ပဲကအာ900 RPM ဆိုတာက900 revolution ကိုမိနစ်နဲ့ဘာလို့တိုက်စာဒီညမှာဆရာတို့ဘာသိလာလဲဆိုရင်60တက်ဟာလားနားလဲမလားနားလဲပါနားလဲမယ်ဆိုရင်အဲ့တော့ဒီကောင်က 2860ဆိုတော့ဗာလည်းမဲ120 second အဲ့တော့ဗာစီအရောဘာလို့တွတ်တော့ alpha alpha တွတ်တော့အဲ့တော့ alpha တွတ်တော့မင်း alpha တွတ်တော့မင်းဗာလည်းတွတ်မလဲ alpha ကို omega minus omega no ဗာ t t အဲ့တော့ omega ကဘယ်လောက်လဲဆရာတို့ဘာနဲ့ပဲတွတ်တော့50 pi pi minus 16.67 ပိုင်ပိုင်တီရဘလောက်လဲ120 120အဲ့တော့ဆရာတို့ပါလို့မလဲ50ရဲ့ရနေပြီးတော့16သသမ6ကိုပါလို့မလဲနှုတ်နှုတ်ပြီးတော့ဒီမှာကျတော့ဆရာတို့ပိုင်တာကဲနှုတ်ပြီးတော့ဘာနဲ့စားလိုက်မလဲဆိုရင်120နဲ့စားလိုက်ပြီးတော့မှဘာနဲ့လို့ပိုင်နဲ့မြောက်ပိုင်နဲ့မြောက်ပိုင်မြောက်မှာဘာသွေးပြီးတော့မြောက်3.142သွေးပြီးတော့မြောက်ဒါရှင်းတယ်ရှင်းတယ်ပါရှင်းနိုင်နော်ပေါ်ကယ်ကူလေတာကြည့်လိုက် ကဲဒီကောင်ကယ်ကူလေတာရှိရဆက်လို့ပါရတယ်0.87 0.87 alpha ရဲ့ unit ကဘာလို့သုံးလဲဆိုရင်ဆရာတို့ဒီကောင်ပြောင်းထားတဲ့ကောင်လေးသုံးလဲတွေ့ကြမှာဖြစ်တယ်။ radian per second square ။အားလည်းမလား။အားလည်းပါ။အဲ့တော့ဆိုရင်နောက်တစ်ခုနံပါတ်2က point angle angle ဆိုတော့ဒေါက်ဆိုရဲဆရာတို့တီတာဖြစ်နေပြီပေါ့။ angle that is tan through in this 2 minute 2 minute အတွင်းမှာတဲ့2 minute အတွင်းမှာတဲ့ဒီကောင်ကတဲ့ down block နဲ့ is done လေပတ်တည်းလေဆိုတော့ဘာလို့မိရသူလေပတ်တယ် distribution angle ဆိုတော့ဘာလို့မိရလဲဆိုရင်တီရာကိုမိရအဲ့ဆရာဒီမှာ number 2ကိုတွက်လိုက်မယ် number 2ကတီရာကိုမိတာဟာကဲတီရာကိုမိမယ်ဆိုလို့ရှိရင်ဆရာတို့တွက်လိုက်တီရာ equal တီရာ equal to w not about omega, omega not plus โอมิกาเนาะ d plus half alpha d square alpha d square เสียไอ้เหรอเสียดีกว่าโอ้ดีฟอร์มูลานี้เนี่ยเสียตัวละปูเหลือมล่ะพี่อ่ะอีกกว่าดูโอมิกาบา d เนาะคือจะได้ดีฟอร์มูลาเสียรู้ต้องไปตัวนี้บานี้เนี่ยเสียรู้ต้องจ้ะตีตาอีกกว่าดูโอมิกาบา d เนี่ยเสียรู้ตัวละ အတီတာ equal to omega ဘာအဲ့ဒီတော့ဆရာတို့ဒီမှာ omega ဘာဆိုတာရှိတယ်မရှိဘူးဆို omega ဘာနဲ့သက်ဆိုင်တဲ့ formula ပြောလိုက်ပါတော့ omega plus omega by 2ဟာဒီမှာနော်ဒီလားဒီပါဆရာတို့ဘာလေးပြလိုက်လဲ omega plus plus omega တော့ဘာ2 2ဒီပေါ့အဲ့ဒါသိမှာ ။ဒီမဲ့ဆိုရင်ဆရာတို့ဘာလို့သိမလဲ။အဲ့တော့မှညတခါရဲနဲ့ပြတ်သွားအောင်လို့ဆရာပြောကြည့်။ဖတ်တဲ့ကဒတ်အစ်တန်ဘလောက်လေပတ်တယ်လဲဆိုဒီကောင်ရဲ့တီရာကိုကြီးကိုရှားပါဘလောက်လေပတ်တယ်လဲဆိုရဲပြောကြအောင်ဆရာတို့တီရာကိုရေဒီယန်နဲ့ထုတ်ရင်ကောင်းမှာလား revolution နဲ့ထုတ်ရင်ကောင်းမှာလား revolution နဲ့ revolution နဲ့ထုတ်အောင်အဲ့တော့ဒီနေရာမှာကျွန်တော်ရေဒီယန်တာမိုးရေနဲ့အစားသုံးတတ်မယ်ဆိုရင်ဘာကိုပြောင်းလို့ရမှာလဲ ီဘိုလူရှင်းကိုရောက်ပြရအောင်အဲ့တော့ဒီဟာလေးကိုဆရာစမ်းသပ်တွက်ကြည့်အောင်အဲ့တော့တရားလေးပါကဗီဘိုလူရှင်းတွေပါတော့ပေါ့လေဗီဘိုလူရှင်1500ဗီဘိုလူရှင်းပါမိနစ်နဲ့ပါလို့ရတယ်တွက်လိုက်တွက်လိုက်အဲ့တော့1500 1500ဗီဘိုလူရှင်းပါမိနစ်နဲ့တွက်လိုက်တယ်အိုမီဂါနော့နေရာပါလေပဲ900 rpm နဲ့တွက်လိုက်တယ်2 2 into တီနီယာမှာလည်းပဲဆရာတို့ တရား20စက္ကန့်နဲ့တွက်မယ်ဆိုဘာနဲ့တွက်လိုက်လို့ဆိုရင်2မိနစ်ဒူးနဲ့တွက်လိုက်ဒူးနဲ့တွက်လိုက်အဲ့ဒါကြရလို့ဘာဖြစ်သွားအဲ့ဒီနှစ်ထောင်နှစ်ထောင်ဘာထက်မလဲဘီဘိုလူရှင်အားရဘီဘိုလူရှင်ပါမင်းနဲ့ဟာဟုတ်ပလက်900ဘီဘိုလူရှင်ပါ minute minute in do do ก็တော့2 minute ဟာလာတိလာအဲ့ဒါဆိုရင်ဒီ2နဲ့ဒီ2နဲ့ခြေသွားတာဟုတ်ပြီဒီကောင်းပါရ2000 2000 revolution ပါ minute ပေါ့ပါ minute နဲ့ပါ minute နဲ့ခြေသွားပါ minute နဲ့ minute နဲ့ပါဖြစ်ခြေသွားခြေသွားဒီဟာလေးသိရမှာဟုတ် revolution ပါ minute တစ်ခုပဲရမှာနော်2000 revolution ပါ minute တစ်ခုပဲရမှာနော် အဲ့ပါမီနီနဲ့ဒီမီနီနဲ့ပါလို့ခြေသွားခြေသွားမယ်ဆိုရင်ဆရာတို့ပါရမယ်ဆိုရင်နှစ်ထောင် revolution နားလည်ပါနားလည်ပါအဲ့ဒါဆိုရင်ဆရာတို့ revolution ကိုကြောင်းပြရမယ်အတူတူ revolution နဲ့တွေ့ရမယ်အတူတူဒီ radiant လေးတွေနဲ့တွေ့ radiant ရမယ်ပြီးတော့ revolution ကိုဘာဖြစ်လဲဆိုရင်ပြန်ကြောင်းရမှာဖြစ်တဲ့ပြတ်တောင်မျိုးဒီ revolution တန်ဖိုးနဲ့ဘာလို့လဲဆိုရင်တွက်လိုက်အဲ့တော့ဆရာတို့ဟာလာနှစ်ထောင် revolution နှစ်ထောင် revolution နှစ်ထောင်မီဘူးလူရှိအဲ့ဒါနားလဲမလားနားလဲပါနားလဲမနော်ကဲအဲ့ဒါစတဆိုင်နံပါတ်အစ်စတန်ဖရီဖြူရော်တာစတန်ဖရီဖြူရော်တာရော်တာဆိုအကန့်ပါတဲ့ဆက်အကန့်ပါတဲ့ဆက်သူ့တည်တလားလုပ်ငန်းတွေမှာ30ဆက်ဇက်ကွဲကားတွေမှာ30ဆက်ဘယ်လိုဆက်မျိုးလဲဘာဆက်ပဲဖြစ်ဖြစ်ဘယ်လိုပစ္စည်းပဲဖြစ်ဖြစ်ဒီတော့ဒီ ပုံစံတွေကမိုးရှင်းရွှေရှားမှုအပိုင်းမျိုးတွေ့တယ်ဟုတ်လားနော်အဲ့ဒီပစ္စည်းတစ်ခုက is accelerated from rest ဂျန်နာနေရာမှာ to 20000 rpm in 30 second 20000 revolution per minute ကဒီချီကိုဘာလဲဆိုရင်အရှင်ရောက်တာ30 second ပြန်နံပါတ်1က quiet every angular acceleration period every angular angular acceleration ကိုဆရာတို့ဘာလို့ပြရမလဲဆိုလို့ရှိရင်လေးတာဟုတ်ပြီပြန်ပြောမယ် is centrifugal rotor is accelerated from rest ရက်နာနေရာမှဆိုတော့ဘာတန်ဖို့ရပါ omega not omega not တန်ဖို့က0 0ဘာဖြစ်လို့လဲဆိုတော့ rest ရက်နာနေရာမှ2 20000 revolution per minute ကိုအချိန်ရသွားတယ်ဆိုတော့ omega 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 equal to 20000 revolution revolution per minute in 30 second 30 second ဆိုတော့ကျွန်တော်ဘာသာပြောလဲ t equal to 30 second t equal to 30 second ဆက်လို့ရှာပေးရမယ်နံပါတ်1က through how much ဟုတ်ပါဘူးနံပါတ်1က what is it every angular acceleration period every angular အဆယ်ရေရှင်အန်ဂူလာအဆယ်ရေရှင်ကိုရှာပြရမယ်ဆိုရင်နံပါတ်1ကဘာကိုရှာမလဲဆိုရင်အဲ့ဖာကိုရှာပြဟုတ်နော်အဲ့တော့ဘယ်ဖော်မြူလာလေးရအတွက်မလဲ alpha equal to omega minus omega no by t omega minus omega no by ဆရာတို့ angular ပါမယ်ဆိုလို့ရှိရင်ဆရာတို့ဘာဘာလေးတွေနဲ့တွက်လို့ radian နဲ့တွက်ပြရအောင် si unit နဲ့တွက်ပြရအောင်ဟုတ်ပြီနော်ဆရာတို့ဒီကောင်လေးကို ကြောင်းလိုက်အောင်မယ် revolution per minute ကနေနေဆယ်ကိုဘာလို့ပြောမလဲ radian per second second ကိုပြောတယ်အဲ့တော့ဓာကြီးရတာရှိရယ်တွေးရေဒီကျမ်းပါပါဘာလို့လဲဆိုတော့1 2 3 4ဟောအဲ့ကောင်လေးပြောဆရာတို့ radian ကိုကြောင်းမယ်ဆိုလို့ရှိရင်ဘာလဲပြောမလဲဆိုတော့2ပိုင်နဲ့ကြောင်း2ပိုင်နဲ့ညဘူးပိုင်နဲ့ညပါမီနစ်ပါမီနစ်ကနေပြီးတော့ဆရာတို့နော်ပါမီနစ်ကနေပြီးတော့ပါဆက်ကန့်ကိုကြောင်းဖို့ဆိုတော့ဘာနဲ့စား60နဲ့စား ဆစ်စတီးလဲစားမယ်အလွယ်လေးတော့အလွယ်လေးမှတ်ထားမယ်ဆိုရင် revolution ပါမီလီကနေပြီးတော့ radian ပါစက္ကန့်ကိုကြောင်းမယ်ဆိုရင်2.60ဟုတ်ပါတယ်ခင်ဗျာကြောင်းလိုက်လဲဆိုလို့ရှိရင် radian ပါစက္ကန့်စက္ကန့်ရအဲ့တော့ဆရာတို့ဒါလေးရှင်းလိုက်ရအောင် radian ပါစက္ကန့်စက္ကန့်တိတိပါကျန်တာဘာမှပြောင်းစရာဘလို့ဘလို့တော့ဆိုတော့ဆရာတို့အိုမီဂါနေရာမှာ6 6 6သတ္တမ pi minus omega လောက်နေရာမှာ0ဒီနေရာမှာ30 30အဲ့တော့ဆရာဒီကောင်ကိုပါလို့လိုက်30နဲ့စားလိုက်เนาะကွန်ပျူတာကြည့်လိုက်0.71 69ဒသမ8အဲ့တော့ဆရာတို့ဒါပဲပြောမယ်69ဒသမ8တယူချင်တဲ့ယူပါဟာယူနစ်ကဘာဖြစ်မလဲဆရာတို့ radian per second square second square ဟုတ်နော် ပြီးတော့ရင်နောက်တစ်ခုကနံပါတ်2อ่ะသူတို့ how many revolution ပတ်ရေဘလောက်များများလဲပတ်မလဲဟဲ့တဲ့ centrifuge rotation during its acceleration period အရှင်း constant angular acceleration ဒီ how many revolution အပတ်ရေဘလောက်များများလဲပတ်မလဲဆိုဆရာတို့ဘာလို့ရှာပေးရမှာလဲနံပါတ်2ရှာပေးရနံပါတ်2က theta ကိုရှာအဲ့တော့ theta ကိုရှာမယ် ီဖော်မြူလာလေးပဲဆရာတော့မရှာဘူးဟုတ်ပြီနော်အဲ့တော့တီတာရှာမယ်တီတာ equal to omega ပါ t t equal to how many revolution ဆိုဆရာ unit ကဘာနဲ့ထွက်အောင်လဲဆို revolution နဲ့ထွက်နော် omega plus omega no by 2 into t ဆက်တစ်ခါလေးပြောလိုက်တော့ omega plus omega no by တူအိုမီဂါက2 2ပလတ်အိုမီဂါနော်က0မရှိတော့ဟိုင်းတူဒီနားလေးမှာတတိထားပြီးတွေ့လိုက် revolution ပါမင်းလေးဆရာတို့လူကျင်တာနဲ့ revolution ကိုလူကျင်တာတခါလဲဆရာတွတ်ချင်တဲ့တွတ်ကြဘူး t ဆိုတဲ့စက္ကန့်ယူဆရာတို့ဗာပြောင်းလိုက်မိနစ်ပြောင်းလိုက်မိနစ်ပြောင်းလိုက်မိနစ်ပြောင်းလိုက်မယ်ဆိုရင် သတိပါ60 30ပါလားစားပါ60 60နဲ့စားပါအဲ့တော့1ပါ2 minute 1ပါ2 minute အဲ့တော့ကျွန်တော်တို့ဒီကောတော့ပါလားစားလေးနဲ့စားလိုက်၄ငါးလီ20ဆိုတော့ပါရမယ်ဆိုရင်ဟာတော့ဒီလိုရှင်နားလေ